ားလုံးပဲမင်္ဂလာပါအဲ့တော့လာမေးတဲ့မိခွန်းရှင်ရဲမှာဗောနော်နေပြည်တော်မှာဗလီဘာကြောင့်စောက်ကြတာလဲစောက်ခွင့်ရတာလဲစောက်လို့ရတာလဲဆိုတော့မိခွန်းလေးခဏခဏမေးတယ်ဗျအဲ့တော့နေပြည်တော်မှာဗလီစောက်ခွင့်ရတာ ਨੇ ပတ်သက်ပြီးတော့နော်အဲတခြားတော့ချက်ကြောင်းနေစောက်ခွင့်ရတာ ਨੇ ပတ်သက်ပြီးတော့နော်ဟိန္ဒူဘုရားကြောင်းနေစောက်ခွင့်ရတာ ਨੇ ပတ်သက်ပြီးတော့ ဖြေရမယ်ဆိုရင်အရင်ဆုံးအဲ့ဒီလူတွေကိုကျွန်တော်တို့ကနိုင်ငံသားဟုတ်မဟုတ်ဆိုတာကိုနိုင်ငံသားစင်ရင်ဝင်မဝင်ဆိုတာကိုအရင်စစ်ဆေးဖို့လိုအပ်တယ်။နော်အဲ့တော့အဲ့ဒီလူတွေကနိုင်ငံသားစင်ရင်ဝင်လားမဝင်လားသိဖို့နိုင်ငံသားတွေနဲ့ပတ်သက်တဲ့သဘောတရားတွေနိုင်ငံသားတွေရဲ့အင်အားရက်တွေနော်1980နိုင်ငံသားဥပဒေထဲမှာပါတဲ့နိုင်ငံသားသဘောတရားတွေကို တိမှပဲကျွန်တော်တို့ကအဆင်ပြေမှာဗျနော်ဒါကြောင့်မလို့ကျွန်တော်အဲဒီဗီဒီယိုဖိုင်လေးတွေကိုအတွဲလိုက်လေးကျွန်တော်ပြုစုပေးမှာဖြစ်ပါတယ်နော်အဲ့တော့တစ်ဖြည်းဖြည်းအခုအရင်ဆုံးပြောမှာကနိုင်ငံသားအကြောင်းပြောမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားလို့ပြောလိုက်လို့ရှိရင်အမျိုးသားနှစ်ပေါ်ပေါက်လာပုံပေါ့နိုင်ငံသားဆိုတဲ့အတုံးလုံးပေါ်ပေါက်လာပုံနှစ်ခုရှိတယ်ဗျကျွန်တော်အရင်ကပြောခဲ့တယ်နော်ဒီမိုကရေစီပြောတော့ရတယ်ဒီတိုင်းပဲနော်ဂရိခေတ်မှာလည်းပဲဒီမိုကရေစီတစ်ခုရှိသလို ရောမခင်ပါလေမဲ့ဒီမိုကရေစီသဘောတရားတစ်ခုရှိတယ်။အခုလည်းအဲ့လိုပဲနော်နိုင်ငံသားဆိုတဲ့ခေါင်းစဉ်အောက်မှာဂရိနိုင်ဂရိခင်မှာနိုင်ငံသားမျိုးစားရှိသလိုရောမခင်မှာလည်းနိုင်ငံသားမျိုးစားရှိတယ်။အဲ့တော့ဂရိခင်မှာတော့ကတော့ဒီဂရိမျိုးတော်ကြီးတွေမှာ နေထိုင်ပြီးတော့ဒီအစိုးရတိုင်းပြည်ရဲ့အလုပ်တွေမှာပေါ့အမှုတန်းအရာတန်းတွေနဲ့ဝင်ရောက်လုပ်ကြိုင်တဲ့လူတွေကိုပဲနိုင်ငံသားလို့ခေါ်တယ်။တခြားသော လူတွေတခြားသောမိန်းမတွေတခြားသောအလို့သမားတွေ ਨੇ ကြဲကြုံနေဘူးမြို့တော်မှာဘလောက်ပဲနေနေเนาะသူတို့ကိုနိုင်ငံသားလို့မယူဆကြဘူးဗျဒါကဂရိခေယောမခေမှာကြတော့အဲ့လိုမဟုတ်တော့ဘူးเนาะဆိုတော့နေထိုင်တဲ့အယက်ဒေတာ ਨੇ မတတ်မှတ်ပဲ ਨੇ เนาะယောမခေမှာနေတဲ့နိုင်ငံသားဆိုတာက နေထိုင်တဲ့ဒေသနဲ့လောကမသက်ဆိုင်ပါဘူးเนาะတတ်မှတ်သက်ဆိုင်ရာနိုင်ငံကတတ်မှတ်ထားတဲ့အခွင့်အရေးကိုเนาะရရှိတဲ့သူဆိုလို့ရှိရင်เนาะနိုင်ငံသားဖြစ်ပါတယ်ယနေ့လက်ရှိကမ္ဘာကြီးမှာရှိနေတဲ့နိုင်ငံသားပုံစံအမျိုးအစားကတော့ရောမခေတ်မှာတတ်မှတ်ခဲ့တဲ့နိုင်ငံသားပုံစံစနစ်ပဲဖြစ်ပါတယ် ဒါလေးကိုအရင်တေချာလေးလေ့လာပေးဖို့မြစ်တာရက်ခတ်ပါတယ်နောက်ဗီဒီယိုပိုင်းမှာနိုင်ငံသားခေါ်တွင်ခြင်းအကြောင်းကိုပြောပါမယ်နော်